အမဲဆက်တယ်ဆိုတာကမဲဆွေရဲ့မျက်နှာရဲ့လှပမှုကိုဖုံးနေတယ်ဆိုတာသိပြီးပြီလားလူတွေအများစုကဒီဖြစ်လာတဲ့အမဲဆက်လေးတွေကိုဘာကြောင့်ဖြစ်လာတယ်ဆိုတာကိုမသိကြဘဲနဲ့ဖြစ်နေတဲ့အမဲဆက်တွေကိုသာပွားအောင်လုပ်နေကြတယ်ဟဲမဟုတ်ပါဘူးငါတို့ကပွားအောင်မလုပ်ပါဘူးပြအောင်လုပ်နေတာပါဒါပေမဲ့ပြောက်လေလေ ပွားလေလေဖြစ်နေတဲ့အရာကကိုတုံးနေတဲ့ရွေးချယ်မှုမှားလို့ပါလူတွေအများစုက အမဲဆက်ကဘာကြောင့်ဖြစ်တာလဲဆိုတော့ရင်အသားကြီး၆သွေးလို့နေလောင်တာနေထိပြီးတော့အသားကြီးကအမဲဆက်တွေဖြစ်သွားတာအဲ့ဒီတွေကိုယ့်ရဲ့မျက်နှာအသားကြီးကိုကောင်းဖို့လို့ ပြန်လဲပြုလုပ်ပေးရမယ်။မျက်နှာရဲ့အောက်ဆုံးလွှာထိကိုရေတက်ပြေဝဖြစ်ပေတဲ့စီရမ်ကောင်းကောင်းသုံးပေးရမယ်။နောက်တစ်ခုကကြတော့ဗောနော်စီရမ်မှာဘယ်လိုအရာတွေပါဝင်နေရလဲဆိုတာကိုကသိဖို့လဲလိုတယ်။ကိုရွေးချက်လိုက်တဲ့စီရမ်ကကိုရဲ့သားရင်နဲ့ကိုက်ညီမှုရောရှိရလား။နိုင်ရစီတမိုက်ပါတဲ့စီရမ်ကအမဲဆက်ပြောက်တယ်ဆိုတာတော့မှန်တယ်။ကိုကနိုင်ရစီတမိုက်ပြင်ရတယ်များတာတွေသုံးနေမယ်ဆိုရင်တော့အလကားဖြစ်သွားလိမ့်မယ်။ကိုရဲ့သားရဲ့ခံနိုင်အားမရှိဘူးဆိုအလကားဖြစ်စေတတ်တယ်ဗောနော်။အမရဲ့ဗီနဲ့ ်ကဲစီတာလဲကကြာနိုင်ရစီမိုင်းပြင်ရနက်နက်လေးထည့်ထားတဲ့အတွက်ကြောင့်ဘလို့အသားရည်မျိုးမဆိုသုံးပေးလို့ရတယ်နောက်တစ်ခုကသူမှာ ဗီတာမင် B5 ပါတဲ့အတွက်ကြောင့်နေလောင်ပြီးတော့ပျက်စီးနေတဲ့အသားရည်ကိုပြန်လည်ပြီးအောင်မွန်ပြုလုပ်ပေးတယ်။ရေဓာတ်ကိုလည်းမျက်နှာရဲ့အောက်ဆုံးလွှာဒီကိုဖြည့်ဆွမ်းပေးတယ်ပေါ့နော်။ကိုယ့်ရဲ့မျက်နှာကရှိတဲ့အမဲဆက်လေးသစ်သားရောပါကျင်နေဆိုရင်တော့ဒီနှစ်မျိုးသုံးကြည့်ပါ။သူကကျတော့မျက်နှာသစ်ဆက်ပြာကကျတော့သူကအမဲဆက်တွေကိုသစ်သားကြီးပျောက်ကင်းစေတယ်။ကိုလက်ဂျင်ပါတဲ့အတွက်ကြောင့်အရွယ်မတိုင်မီနှုတ်ပြုံမှုကိုလည်းရရှိစေပါတယ်နော်။